တကြံမှာအရန်ပျော်နေလို့ငလင်ဘေးအတွက်လူတို့ကဟန်ဆောင်ကုန်ခဲ့တာလားလို့ဝေဖန်ခံနေရတဲ့ဖြူဖြူထွေးရန်ကုန်စလီနီယိုပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖြူဖြူထွေးကတော့ပရိသတ်တွေတည်တဲ့အတိုင်းဟာတရီကိုလုံရင်းနဲ့ပရိသတ်တွေတည်လာခဲ့တဲ့ဆယ်လီတယောက်ပဲဖြစ်ပါတယ်အမှုပညာရှင်စစ်စစ်တော်မဟုတ်ပေမဲ့အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေအကုန်လုံးကိုလည်းဖြူဖြူထွေးကလုပ်ပါတယ်ဒါကြောင့်လက်ရှိအချိန်မှာဆယ်လီဖြူဖြူထွေးရဲ့လို့အလုံးကတည်လာတာပါပြောရမယ်ဆိုရင်တော့ဆိုရှယ်မီဒီယာမှာဆယ်လီဆိုတဲ့အတုံးလုံးနဲ့ပရိသတ်တွေလက်ခံ န်လာအောင်လုပ်နိုင်ခဲ့တဲ့ပထမဦးဆုံးသောလူသားလေးဆိုရင်လည်းမမားပါဘူးဖြူဖြူတွေးကတက်ကတော့မှចောင်းကပွဲတခုမှဂျွန်ထွန်ရင်နဲ့အားလုံးကသိရှိလာခဲ့ရတာဖြစ်ပြီးအသက်ငယ်ငယ်လေးနဲ့အခုချိန်မှာပရာဟီတာလုပ်ငန်းတွေကမှလုပ်နိုင်တဲ့အထိရှင်ကျန်အောင်မြင်လာခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်ဖြူဖြူတွေးဟာဆိုရင်ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေတတ်ပြီးသူ့ရဲ့မိသားစုတွေကသူ့ရဲ့နောက်မှာအမြဲတမ်း background အနေနဲ့ရှိနေကြောင်းကိုလည်းမကြာခဏဆိုသလိုထုတ်ပေါ်ပြောဆိုနေခဲ့တာဖြစ်ပါတယ်ဖြူဖြူတွေးကရေပီးကာလာတုန်းကဆိုရင်လည်းတက ယ်ကိုရှည်ကြီးတဲ့နေရာတွေကိုတွမ်းရောက်ပြီးလူတန်းခဲ့တာကြောင့်ဖျားနာတဲ့ထီထောင်ဖြစ်ခဲ့ရတာပါကိုတိုင်းစေးထိုးစေးတင်းနေလုပ်ခဲ့ရတဲ့ရေဒီကြီးနေတဲ့နေရာကိုတွားခဲ့ရလို့နေမကောင်းနေဖြစ်ခဲ့ရတဲ့ဒါပေမဲ့သူ့အနေနဲ့အတန်ငငယ်နဲ့အခုလိုမျိုးအလူတွေလုံနိုင်နေဆိုတာနောက်ကနေပြီးထောက်ပံ့ပံ့ပိုးပေးနေတဲ့အလူရှင်တွေရှိလို့လို့ပြောပြလာခဲ့ပါတယ်လက်ရှိချိန်မှာဆိုရင်လည်းငလင်းဘေးတင်ဒေသတွေစီတွားရောက်ပြီးဖြူဖြူတွေးကတရက်ကိုငွေကျပ်သိန်းတစ်ထောင်ကျော်နှီးပါလှူဒန်းနေတာပါစားတောက်စရာဆောင်းအဝတ်ထည်နဲ့ငွေကြေးတွေကိုလှူဒန်းနေတာပါမကြသေးငယ် င်နှုံးကဖြူဖြူထွေးကအင်းလေးဒေတာကိုတွားရောက်ပြီးအင်းလေးဒေတာမှာပျက်စီးဆုံးရှုံးထိခိုက်မှုများတဲ့အိမ်ကြီးလူသေဆုံးခဲ့တဲ့အိမ်ကြီးအတွက်ကျက်သိန်းပေါင်းများစွာလှူဒန်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူတွေကသူ့ကိုချစ်ခင်စွာလှူဒန်းကြတဲ့အလူရှင်တွေရဲ့ငွေကြေးတွေကိုလည်းတေချာစနစ်တကျနဲ့လုပ်နေတယ်လို့သူကိုယ်တိုင် YouTube channel တွေကနေရရှိတဲ့ငွေကြေးတွေကိုလည်းအကုန်စုံတလုံးလှူပစ်ခဲ့တာဖြစ်ပါတယ်။ဖြူဖြူတွေကသူ့အနေနဲ့အခုလိုလှူဒန်းနိုင်ဖို့အတွက်နောက်ွယ်မှာကျိုးကန်နေတဲ့သူတွေရှိချောင်းကိုလည်းထုတ်ဖော်ပြောဆိုလာတာပါ။ မကြသေးခင်ရက်ကဖြူဖြူတွေကအင်းလေးဒေတာမှရှိရင်ပြည်သူတွေအတွက်သွားရောက်လူဒန်းခဲ့ပါတယ်အဲ့ဒီလိုလူဒန်းတဲ့အခါမှာတချို့တွေကလည်းအခုလိုမျိုးဆယ်လီတွေကိုယ်တိုင်လာရောက်လူဒန်းပေးတာမို့လို့ဝမ်းနေဝမ်းသာဖြစ်ရပြီးဖလဲတကင်းဖြစ်ကငိုကြရတဲ့သူတွေရှိသလိုဖြူဖြူတွေကတော့သူရဲ့ဝါသနာနဲ့ထုံးစံအတိုင်းသွားရောက်လူဒန်းရင်းနဲ့ပြည်သူတွေတခဏတာဖြစ်ဖြစ်ပျော်ရွှင်စေဖို့အတွက်တချင်းတွေသီဆိုကဟာသတွေပြောကအေးချမ်းမှုလေးတွေရအောင်ပြုလုပ်ပေးကြတာဖြစ်ပါတယ်ဒါပင်ဖြူဖြူတွေကကြောက်စင်မျိုးမှရှိရင်မူချိုကလေးတွေတည်ဆုံးတဲ့နေရာကိုသွားရောက်လူဒန်းတော့ ှာဆိုရင်လဲရှိုက်ကြီးတငယ်ငိုကြေးခရပြီးမိခင်နေကိုစားမခံစားနိုင်ကြောင်းကလေးတွေရဲ့လွယ်အိတ်တွေကိုကြည့်ပြီးတော့ရှင်နှစ်စွာခံစားအကြောင်းပြောပြလာခဲ့ပါတယ်ဒီလိုမျိုးတွေဝမ်းနေချီခွဲပြခဲ့တဲ့ဖြူဖြူတွေးကတကြံကာလရက်တွေမှာတော့မန်တက်တွေမှာတချင်းတွေတောက်လျှောက်လိုက်ပြီးတီးဆိုးဖြောပြနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်အရှိတုံးကတော့ငိုယုံနေခဲ့ပြီးအခုချိန်မှာအရန်ကိုပြောပြနေလို့ဖြူဖြူတွေးကဟန်ဆောင်နေရလားလို့မေကွန်နေထုတ်လာပါတယ်တချို့ကလည်းဖြူဖြူတွေးကငလင်းပေးတွေတုံးကလူစင်းစရာရှိတာလှူခဲ့ပြီးပြီးတကြံကာလမှာတော့စီး ပွားရေးရအလုပ်ကိုလုပ်ရမှာပဲလို့ထောက်ခံနေတဲ့သူရင်းလည်းရှိပါတယ်။ပြည်သက်ချင်းအနေနဲ့ရောဖြူဖြူတွေးတယောက်ကတကယ်ပဲဟန်ဆောင်ပြီးတော့ပရိတ်အလုပ်တွေကိုလုပ်နေတာလားအခုချိန်မှာပျော်နေတာကဖြစ်တဲ့ရဲ့လားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်။